မိတ်ဆွေတို့မင်္ဂလာပါခင်ဗျပိုင်ရှဲတွေကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းကတော့အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံပဋိပက္ခကြားမှာဂျားညက်ခန့်ဒုက္ခရောက်ခဲ့ရတဲ့ Huawei ကုမ္ပဏီကြီးရဲ့ဖြစ်စဉ်နောက်ွယ်ကအကြောင်းတွေကိုပြောပြပေးတော့ပါမယ်တရုတ်နိုင်ငံရဲ့နီးပညာဘလူးကြီးလို့တင်စားခံရတဲ့ Huawei ကကမ္ဘာအကြီးဆုံးစမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပြီးကုမ္ပဏီကကြီးလို့တဲ့အတွက်တရုတ်နဲ့အမေရိကန်နိုင်ငံကြီးနှစ်ခုရဲ့ပဋိပက္ခကြားမှာတော့ တစားကန်ဖြစ်ခဲ့ရပါတယ်။ Huawei ကို US ကဘန်လိုက်ပြီးတဲ့နောက်မှာပဲတရုတ် TikTok နဲ့ WeChat တို့ကပါ နောက်ကနေလိုက်လာခဲ့ရပါတယ်။ဒီကိစ္စကတေချာစဉ်းစားလိုက်ရင်တွေးတာယုံမဟုတ်ပါဘူး။အရင်ကစီးပွားရေးတွေအတူတွဲလိုက်ညီလှုပ်လာခဲ့ကြတဲ့ဒီတရုတ်နဲ့ American နိုင်ငံကြီးနှစ်နိုင်ငံကအခုကြမှာဘလို့တွေထားဖြစ်ပြီးတရုတ်နဲ့တရုတ်ချင်းသွားကြရတာလေ။ပြီးတော့ Huawei လို့ကုမ္ပဏီကြီးကဘာလို့အဘန်းခံလိုက်ရတာလဲ။ဒီပွဲမှာ ်ဘယ်သူကနိုင်ပြီးဘယ်သူကရှုံးသွားတာလဲဒီလိုလူတိုင်းမရှင်းမလင်းဖြစ်နေရတဲ့အချက်တွေနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အတူတူကြည့်လိုက်အောင်ဗျဒီဗီဒီယိုကလည်းနည်းနည်းရှည်မှမို့ဒီကနေစမ်းမကြည့်ခင်ကြည့်နေရင်းနဲ့စိန်ခံမှုပြောင်းမှုပေါက်ပေါက်နဲ့လှဲစရာနေရာတခုချိုးရှာတိုင်းပိုစင်ပြေမယ်ဗျအယုံဆုံးမစခင်တင်ရကျွန်တော်ရဲ့ဗီဒီယိုကိုအခုမှကြည့်ဖို့ရဲဆိုရင်တော့ Pine Sharing YouTube Channel ကို Subscribe လင်းလို့တိုင်းတော့နောက်လာမယ့်ဗီဒီယိုတစ်တူကိုလက်မလွတ်တိုင်းကြည့်လို့ရမှာပဲဖြစ်ပါတယ်။တကယ်လို့ဗီဒီယိုကို Facebook ကနေကြည့်နေမယ်ဆိုရင်တော့ Facebook page ကိုလည်း follow လုပ်ထားလို့ရပါတယ်။ဟုတ်ကဲ့စလိုက်အောင်ဗျ။ပထမဦးဆုံးအနေနဲ့ Huawei ကဘာလဲဆိုတာကိုမတိကျတဲ့လူတွေအတွက်အချင်းမိတ်ဆက်ပေးရရင်တော့1989မှာတရုတ်ပြည်ထုလွတ်မြောက်ရေးတပ်မတော်ရဲ့အငြင်းစားဖွဲ့ဝင်တယောက်ဖြစ်တဲ့ Ranjin Fee က Huawei ကုမ္ပဏီကိုတီထောင်ခဲ့ပါတယ်။ကုမ္ပဏီဆမှာတော့ဖုန်းအပူပစ္စည်းတွေကိုပဲအဓိကထုတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Huawei ကဒီမာတင်ရဲ့မတွေပဲဆက်တွေ့ရေးလုပ်ငန်းတွေအထိတိုးချဲ့လာခဲ့ပြီး အဲ့ဒီကနေတဆင့်စက်တွေပစ္စည်းတွေကိုပါကိုယ်တိုင်ထုတ်လာခဲ့ပါတယ်။နောက်ပိုင်းမှာ Huawei ကကိုယ်ပိုင် software တွေအထိကိုထုတ်လာနိုင်ခဲ့ပြီး PC တွေ virtual reality VR မျက်မှန်တွေ smart speaker တွေ USB Wi-Fi router တွေနဲ့တခြားလျှက်စစ်ပစ္စည်းတွေအများကြီးကိုလည်း Huawei ကထုတ်လာနိုင်ခဲ့ပါတယ်။ဒီလောက်နည်းပညာတွေအများကြီးကိုထုတ်ထားနိုင်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ Huawei ကသူ့ရဲ့ထုတ်ကုန်တဲ့ service တွေကိုကျွန်တော်တို့မြန်မာနိုင်ငံပါဝင် ကမ္ဘာနဲ့နိုင်ငံပေါင်း190မှာဖြန့်ထားပေးပါတယ်။နောက်ပြီး United States, Canada နဲ့ UK တို့လိုနိုင်ငံတွေမှာလည်း Huawei ရဲ့ Research and Development ကျောင်းပေါင်း20ခုရှိနေပါတယ်။ Huawei ကစက်တွေရေးပစ္စည်းတွေကိုဘယ်လောက်အောင်ထုတ်တယ်လဲဆိုလို့ရှိရင်2012မှာအကြီးဆုံးစက်တွေရေးကုမ္ပဏီဖြစ်တဲ့ Arisen ဝန်ထမ်းကျော်တက်သွားပါတယ်။စက်တွေရေးနည်းပညာပိုင်းမှာလည်း Huawei ကဒီလောက်ချီယာကြီးနေတာကိုမတိကျသေးပဲ။ အခုထက်ထိလူတော်တော်များများက Huawei ကိုဖုန်းထုတ်တဲ့တာမန်ကုမ္ပဏီတစ်ခုလို့ထင်နေကြတော့မှာဗျဖုန်းထုတ်လို့ရေးမှလဲ2020 April မှာဆိုရင် Huawei ကစမတ်ဖုန်းအလုံးကြီး56တန်းထုတ်လုပ်မှုနဲ့ Samsung ရဲ့54တန်းထုတ်လုပ်မှုတောင်ကျော်တက်သွားပြီးကမ္ဘာနံပါတ်1စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့် Huawei ကုမ္ပဏီဆိုတာအရင်ကကြီးပါတယ်။ဒါပေမဲ့2018မှာ Huawei ကုမ္ပဏီအတွက်ထင်မှတ်ထားတဲ့ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ ်အကြောင်းကတော့ကုမ္ပဏီကို US အစိုးရကဘန်လိုက်တာပါနှစ်စဉ်အမြန့်ငွေ American Dollar 120 billion လောက်ရှိတဲ့ Huawei လို့ကုမ္ပဏီအတွက်ဒီလိုအဘန်းခံလိုက်ရတာဟာတော်တော်ကိုအရှိုက်နာစေပါတယ်ဒီ Huawei အဘန်းခံလိုက်ရတဲ့နောက်ကွယ်ကအချက်တွေကိုကျွန်တော်တို့နားလည်ဖို့အတွက် အရင်ဆုံးတရုတ်နဲ့ American နိုင်ငံကြီးနှစ်နိုင်ငံရဲ့ဆက်ဆံရေးအကြောင်းကိုကြိုတိထားဖို့လိုပါတယ်1990မတိုင်ခင်တည်းတရုတ်နိုင်ငံဟာကွန်မြူနစ်ဝါဒ တကားပိတ်စည်းဝါးရေးစနစ်ကိုချစ်တုံးတဲ့နိုင်ငံတစ်ခုပါဒါပေမဲ့1980နောက်ပိုင်းကိုရောက်လာတဲ့အခါမှာတော့တရုတ်စည်းဝါးရေးစနစ်ကတကားဖွေလာခဲ့ပါတယ်ဒီလိုနဲ့2000ခုနှစ်မှာအမေရိကန်တမရဘေးကလင်တန်ကတရုတ်အမေရိကန်ဆက်ဆံရေးအတွက်နှစ်နိုင်ငံတဘောတူလက်မှတ်ထိုးဖို့လက်ခံခဲ့ပါတယ်ဒါပြီးတစ်နှစ်ကြာမှာပဲတရုတ်နဲ့ကုန်တွယ်ရေးလှုပ်တာဟာအမေရိကန်အတွက်အကျိုးအမြတ်ရရှိစေတယ်ဆိုပြီး US ကတရုတ်ကိုကမ္ဘာကုန်တွယ်ရေးအဖွဲ့အစည်းတွေကိုတောင် ဝင်ခွင့်ပေးခဲ့ပါတယ်ဒီလိုနဲ့တိတ်မကြခင်မှာပဲ made in china တရုတ်ထုတ်ကုန်တွေအမေရိကန်နိုင်ငံထဲကိုဒလဟောစီးဝင်လာခဲ့တာ2000ခုနှစ်အလယ်ပိုင်းရောက်မှာ US မှာရှိတဲ့ပစ္စည်းတွေတော်တော်များများဟာတရုတ်ထုတ်တွေဖြစ်လာခဲ့တဲ့အထိပါပဲဒီလိုနဲ့အမေရိကန်ကလည်းတရုတ်ပေါ်တစ်ပြေးပြေးအမေခုမကင်းဖြစ်လာခဲ့ရပါတယ်နိုင်ငံမှာရှိတဲ့အယုတ်တွေ laptop တွေတက်စစ်ပစ္စည်းတွေဒါတွေအားလုံးကိုတရုတ်မှာထုတ်တာဈေးစကနေတဲ့အတွက် US ကုမ္ပဏီကြီးတွေကသူတို့ထုတ်ကုန်တွေကိုတရုတ်မှာထုတ်ဖို့မျက်စိချလာပါတော့တယ်။ဒါကြောင့် iPhone တွေကိုတော့တရုတ်မှာပဲတက်ဆင်ပြီးပြန်ရောင်းကြရတာပါ။ဒီလိုနဲ့2006မှာတရုတ်ကမက္ကဆီကိုကိုတော့ကျော်တက်ပြီးကနေဒါပြီးရင်အမေရိကန်ရဲ့ဒုတိယအကြီးဆုံးကုန်တွေပါတနာနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။သူတို့ထုတ်ကုန်တွေကိုပုံမှန်သုံးပြုပေးနေတဲ့စားသုံးသူတွေအများဆုံးရှိနေတဲ့အမေရိကန်နိုင်ငံနဲ့ကုန်တွေပါတနာလုပ်ခဲ့တဲ့ကာလတစ်လျှောက်ဟာ တရုတ်နိုင်ငံစီးပွားရေးကိုတရှိန်ထိုးမြင့်တက်လာစေခဲ့ပါတယ်။ဒါကြောင့်2010မှာတရုတ်စီးပွားရေးကဂျပန်ကိုတောင် ကျော်တက်ပြီးကမ္ဘာဒုတိယအကြီးဆုံးဖြစ်လာခဲ့ပါတယ်။တရုတ်ခြေလှမ်းတွေကဒီမာတင်ရက်မနေပါဘူး။2015တုန်းကဆိုရင်တရုတ်ဆိုရကပလန်တစ်ခုကိုဆွဲခဲ့ပါတယ်။ဒီပလန်ကတော့2025ရောက်မှာတရုတ်စီးပွားရေးဟာအမေရိကန်ကိုတောင်ကျော်ပြီးကမ္ဘာနံပါတ်1အကြီးဆုံးဖြစ်လာဖို့ပါ။ဒီပလန်ထဲမှာသူတို့ငွေကြေးယွန်းကို US ဒေါ်လာထက်ဩဇာပိုကြီးအောင်လုပ်ဖို့လဲပါပါတယ်။ပြီးတော့နိုင်ငံတွင်းပုဂ္ဂလိကကုမ္ပဏီကြီးတွေကလိုအပ်လာရင်အစိုးရအတွက်ကူညီပေးဖို့ plan ကလည်းပါနေပါသေးတယ်။ဒါတွေကို US ကတိထွားတော့တရုတ်ကိုမျက်မှောင်ကျိုးတော့ပါတယ်။ဒီလိုနဲ့2018မှာကြားကြီးနှကောင်ဖြစ်ကြတဲ့တရုတ်နဲ့အမေရိကန်တို့ရဲ့ကုန်သွယ်ရေးစစ်ပွဲကြီးကလည်းထဖြစ်လာပါတော့တယ်။ဒီထဲမှာ Huawei ကတရုတ်ရဲ့နည်းပညာကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက်ဒီပွဲမှာ ဟွာဝေးကပါဂျာညက်ခံခဲ့ရပါတော့တယ်ဒါဆိုရင် နိုင်ငံနှစ်ခုရဲ့ပဋိပက္ခချားမှာဟွာဝေးကဘယ်လိုပါလာရတယ်လဲဆိုတာကိုကျွန်တော်တို့သိသွားပါပြီဒါဆိုအပန်းခံလိုက်ရတဲ့ကိစ္စစီကိုဆက်သွားလိုက်အောင်ဗျတရုတ်ကုမ္ပဏီတွေဟာလိုအပ်လာရင်အစိုးရအတွက်ကူညီပေးရမယ်ဆိုတော့တရုတ်ဥပဒေအရဟွာဝေးကုမ္ပဏီဟာလည်းတရုတ်အစိုးရအတွက်ထောင်လန်းရေးတွေလုပ်ပေးနေတယ်ဆိုပြီးအမေရိကန်ဘက်ကဟွာဝေးကိုစပြီးတရားစွဲခဲ့ပါတယ်ဒီဆိုဆွဲချက်ကမမှန်ကန်ဘူးဆိုပြီးတော့ ဟွာဝေးဘက်ကနေလည်းညင်းခဲ့ပါတယ်ဟွာဝေးဘက်ကနေပြီးတော့ပြောခဲ့တာကတရုတ်ဆိုရဟာထောင်လန်းကြီးတွေအတွက်သူတို့စီကအကူအညီမတောင်းခဲ့ကြောင်းနဲ့တကယ်လို့အစိုးရကအကူအညီတောင်းလာခဲ့ရင်လည်းဟွာဝေးကတော့လက်ခံမှာမဟုတ်ကြောင်းပြောခဲ့ပါတယ်2018မှာလုံခြုံရေးအကြောင်းပြချက်နဲ့ဖက်ဒရယ်ဆိုရတွေကိုဟွာဝေးပါဝင်တခြားတရုတ်ကုမ္ပဏီတွေနဲ့အလုပ်တူမလုပ်တော့ဘူး US အစိုးရကကြေညာချက်ထုတ်ပါတယ်အမှန်တော့ဒီအကြောင်းပြချက်နဲ့ပတ်သက်ပြီး ထောက်ပြเสียတတ်တည်အခိုင်မာလဲမရှိနေပါဘူးဒီကြေညာချက်ကြောင့် US ကုမ္ပဏီတွေကသူတို့တုံးနေကြတဲ့ Huawei ထုတ်ကုန်တွေဖြစ်ကြတဲ့ဖုန်းတွေဆက်တွေပစ္စည်းတွေအားလုံးကိုဆက်မတုံးပဲရပ်ပြလိုက်ရရပါတယ်ပြီးတော့ US ကသူ့ရဲ့မဟာမိတ်နိုင်ငံတွေကိုလည်း Huawei ကိုအလားတူဘန်ပစ်ဖို့တိုက်တွန်းထားပါသေးတယ်ဒါကြောင့် US မဟာမိတ်နိုင်ငံတွေဖြစ်ကြတဲ့ Australia, Britain, Canada နဲ့ New Zealand တွေမှာပါ Huawei ကိုဘန်လိုက်ကြပါတယ် ဂျာမနီနဲ့အီတလီတွေကတော့ Huawei ကိုမပန်းလိုက်ရပါဘူးဒီလိုမမျှမတအပန်းခံလိုက်ရတာနဲ့ပတ်သက်ပြီး Huawei ဘက်ကနေလည်း US အစိုးရကိုတရားပြန်ဆွဲလိုက်ပါတယ်နောက်ပြီးဂျာမန်နဲ့ British Agency တွေကလည်း US ရဲ့ Huawei ပေါ်ဆွဆွဲချက်ဟာတတ်တည်မခိုင်လုံကြောင်းထောက်ပြပေးခဲ့ပါတယ်ဒါပြီးတော့2020 July မှာ UK ကလည်း Huawei ရဲ့ 5G နည်းပညာကိုသူတို့နိုင်ငံမှာဘန်းလိုက်ပါတယ်တူနောက်မှာအိန္ဒိယကလည်း TikTok ပါဝင် တရုတ်ကုမ္ပဏီ software တွေတော်တော်များများကိုဘန်းလိုက်ပါတယ်ပြင်တစ်ကလည်းယူရိုကုမ္ပဏီတွေအတွက်လိုအပ်တဲ့ 5G နည်းပညာကိုသူတို့တွေကူညီပေးမယ်ဆိုပြီးပြောခဲ့ပါတယ်ဒီကြားထဲမှာပိုဆိုးတာကအမေရိကန်တရားရေးဌာနကလည်း Huawei ကို အမေရိကန်ကုမ္ပဏီ6ခုရဲ့လျှို့ဝှက်ချက်တွေကိုခိုးယူမှုနဲ့တရားစွဲခဲ့တာပါပဲအရင်2014တုန်းက Cisco နဲ့ T-Mobile တို့က intellectual property ညာနာခိုးယူမှုနဲ့ Huawei ကို တရားစွဲခဲ့ပါသေးတယ် ဖြစ်စဉ်က US မှာရှိတဲ့ Huawei ဝန်ထမ်းနှစ်ယောက်က T-Mobile ရုံးကိုလာလည်တဲ့ချိန်မှာစမ်းသက်ခံတဲ့စရုပ်ပုံကိုဓာတ်ပုံရိုက်ပြီးခိုးယူသွားခဲ့တာနဲ့ပတ်သက်ပြီး Huawei ကို T-Mobile ကတရားစွဲလိုက်တာပါဒီဝန်ထမ်းနှစ်ယောက်ရဲ့အမှားကို Huawei ကလည်းဝန်ခံခဲ့ပြီးသူတို့ကိုအလုပ်ထုတ်လိုက်ပါတယ် Huawei အပန်းခံလိုက်ရတဲ့အထက်မှာအရက်ဆက်ဆုံးကတော့အရင်က US မှာရှိနေတဲ့တူနဲ့အတူတွဲလုပ်နေကြပါတနာကုမ္ပဏီတွေနဲ့အလုပ်ဆက်လုပ်ခွင့်ကိုပိတ်ခံလိုက်ရတာပါပဲ။ ဒါကတော့အမေရိကန်ကုမ္ပဏီတွေကနေပြီးဟွာဝေးပေါ်လက်ရှိနှီးပညာထောက်ပံ့မှုတွေအကုန်လုံးကိုရပ်ပစ်လိုက်ရမှာဖြစ်ပါတယ်။ဒီထဲမှာပါတာတွေကတော့ Google, Arms, Taiwan ချစ်ထုတ်လုပ်တဲ့ TSMC, MediaTek တွေပဲဖြစ်ပါတယ်။တဘောကတော့ Huawei ဖုန်းတွေမှာတုံးနေတဲ့ Google Maps တွေ, Gmail တွေနဲ့ Google Apps တွေကိုအရင်လိုပေးမတုံးတော့ပါဘူး။ Huawei နှီးပညာမြင့်ဖုန်းတွေအတွက် Google Apps တွေမပါတော့တာဟာကမ္ဘာဈေးကွက်မှာဝယ်တူတွေအတွက် လက်တွန့်စေတာအမှန်ပါ။အမ်နဲ့ TSMC ကုမ္ပဏီနှစ်ခုစလုံးကလည်း US ကုမ္ပဏီတွေမဟုတ်ကြပေမဲ့ US အစိုးရကဖိအားပေးတာကြောင့် Huawei ပေါ်သူတို့နည်းပညာထောက်ပံ့မှုကိုလည်းရပ်ပစ်လိုက်ရပါတယ်။နောက်ပြီး2020စက်တင်ဘာမှာလည်း Samsung နဲ့ LG တို့က Huawei ကို display မထောက်ပံ့ပေးတော့ပါဘူး။ဘာလို့လဲဆိုတော့ဒီထဲမှာ US နည်းပညာလည်းပါနေလို့ပါ။ဒါကြောင့်ခက်မှန်းကြီးရလာမယ့်နှစ်နှစ်မှာ Huawei ဘက်ကနေပြီးအမြန့်ငွေဒေါ်လာ ဘီလီယံ30ဆုံးရှုံးဖို့ရှိနေပါတယ်။ဒါတွေကိုရင်ဆိုင်မှုအတွက် Huawei ဘက်ကနေဘာတွေကိုပြင်ဆင်ထားပြီးပြီလဲ။နောက်ပိုင်းမှာ Huawei ကသူ့ရဲ့ကိုပိုင် App Store နဲ့ကိုပိုင် Operating System OS တွေကိုပဲအသုံးပြုတော့မှာပါ။ဒီနည်းပညာကအခုမှသူတို့တွေရေးပေါ်ထုတ်ထားတာမဟုတ်ပဲအရင်ကတည်းကရှိနေပြီးသားဖြစ်ပြီးဒါကို Harmony OS လို့ခေါ်ပါတယ်။ဒီ Harmony OS ကို smartphone တွေ smartwatch တွေနဲ့ TV တွေအကုန်လုံးမှာ run လို့ရပါတယ်။ DOS က device တစ်ခုနဲ့တစ်ခုကိုချိတ်ပေးထားတာမို့ Huawei ဖုန်းကရိုက်တဲ့မြတ်ရုံတဲ့အတန်ကို Huawei TV တွေမှာတိုင်းရိုက်ပြလို့လည်းရပါတယ်။ DOS အတိတ်အတွက် developer တွေအများကြီးကိုလည်း Huawei ကကြိုးဆိုဖို့ရှိနေပါတယ်။ဒီ Harmony OS မှာ Android app တချို့ကိုလည်းတုံးလို့ရပါတယ်ဗျ။ပြီးတော့ Harmony OS ကလက်ရှိ Android ထက်ပိုကောင်းပြီး60%ခန့်တော့ပိုမြန်တယ်လို့ Huawei ကပြောထားပါဗျ။ နောက်ပိုင်းမှာ Huawei ကုမ္ပဏီကရုရှားနဲ့ဂျပန်တို့လိုနိုင်ငံတွေနဲ့အလုပ်တူတူလုပ်ဖို့ရှိနေပြီး Qualcomm ကုမ္ပဏီနဲ့လည်းသဘောတူညီမှုတွေရထားပါသေးတယ်။ Huawei ကတော့သူအလုပ်လုပ်နေတဲ့နိုင်ငံပေါင်း190မှာတရုတ်ဆိုရအတွက်ထောင်လန်းပေးနေတဲ့တက်တေဘာတစ်ခုမှမရှိကြောင်းအခိုင်အမာ ပြောခဲ့ပါတယ်။ဒါကြောင့်ဒီကိစ္စမှာ Huawei ဘက်ကနေကြည့်ရင်တော့ US ကတရုတ်ကိုဖိအားပေးဖို့အတွက် Huawei ကိုဒဇဂန်အနေနဲ့တုံးလိုက်တယ်လို့ဖြစ်သွားပါတယ်။ ။နောက်ပြီး Huawei ရဲ့ဩဇာကြီးမားလာမှုက US စီးပွားရေးကိုလည်းထိခိုက်လာမှာဆိုလို့အခုလိုဘန်လိုက်ရတာလို့ Huawei ကပြောပါတယ်။ရှင်းနေချုပ် William Ba ကလည်း US ကသူ့ရဲ့နှီးပညာဩဇာကိုထိန်းထားခြင်း Huawei ကိုဘန်ရမယ်လို့ပြောပါတယ်။ဒီလိုနိုင်ငံနှစ်ခုပြဿနာကြားမှာဆွဲထည့်ခံလိုက်ရတဲ့ Huawei အတွက်ကတော့လုံးဝမမျှတတယ်လို့ပါပဲ။2018တုန်းက US ကုမ္ပဏီတွေက နည်းပညာထောက်ပံ့မှုနဲ့ဟွာဝေးစီကနေဒေါ်လာ17ဘီလီယံတောင်ရခဲ့တာပါဒါပေမဲ့အခုတော့ US ကုမ္ပဏီတွေကဟွာဝေးကိုနည်းပညာထောက်ပံ့မှုတွေရပ်ပြစ်လိုက်ရတဲ့အတွက်ဟွာဝေးစီကနေနှစ်တိုင်းသူတို့ရနေတဲ့ဝန်ဆောင်ကားတွေကိုမရတော့ပါဘူးနောက်ပြီး 5G နည်းပညာဆိုတာကလည်းဈေးမပေါ်နေပါဘူးနိုင်ငံမှာရှိတဲ့ Huawei 5G နည်းပညာတွေအကုန်လုံးကိုဖြုတ်ချလိုက်ရတဲ့အတွက် US မှာလည်းဆုံးရှုံးမှုကြီးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် UK မှာလည်း ပေါင်9ဘီလီယံဆုံးရှုံးခဲ့ရပါတယ်။နောက်ပြီးလွတ်လပ်စွာကုန်တွယ်ခွင့်ရှိတယ်ဆိုပြီးနာမည်ကြီးနေတဲ့အမေရိကန်နိုင်ငံမှာ Huawei အဘန်းခံလိုက်ရတာကိုမြင်ပြီးအနာဂတ်ကုမ္ပဏီတွေအတွက် US မှာလာပြီးယင်းနှမြုံနံဖို့လက်တွန့်စင်မှာအမှန်ပါပဲ။ဒါကြောင့် US မှာဆက်နေတာကုမ္ပဏီတွေအတွက်စွန့်စားရကြတာမို့စမတ်ဖုန်းချစ်တွေအတွက် software တွေထောက်ပံ့ပေးတဲ့ကုမ္ပဏီတွေကလည်း US ကနေ Switzerland ကိုပြောင်းသွားကြပါပြီ။ဒီတော့ဒီပွဲမှာဘယ်သူကနိုင်သွားတယ်လဲလို့မေးရင်တော့ နှစ်ဖက်စလုံးကကိုစီနစ်နာတွားကြရတာမို့ဘယ်သူမှ မနိုင်ပါဘူး။တွားဝေးကတော့အချိန်ယူပြီးဒီအခက်ခဲရတဲ့ရုံထွက်လာနိုင်ရင်တော့အရှုံးတရမျက်ဆိုသူလိုကိုပိုင် OS နီးပညာတင့်တဲ့ရက်တီလာနိုင်မှာပါ။ US ကတော့တူလုံရက်ကြောင့်မဟာမိတ်နိုင်ငံတွေနဲ့ခင်မင်မှုလည်းထိခိုက်နိုင်ပြီးအနာဂတ်ကုမ္ပဏီတွေအတွက်လာရင်းနှီးမြှုပ်နှံမှုလက်တွန့်တွားရမယ့်အခြေအနေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဒါကြောင့်ဒီပွဲမှာဘယ်သူမှမနိုင်ပါဘူး။တခုတော့ရှိပါတယ်။ Samsung ကုမ္ပဏီပါ။ ပွဲရဲ့ဘယ်သူပတ်ချမ်းမှာမှမပါတဲ့စံဆောင်းကုမ္ပဏီကတော့ပုံမှန်အတိုင်းတက်မြန်ဆက်ပြီးတက်နေအောင်ပါအဆုံးမှာတော့အနိုင်ရှုံးကိုအချိန်ရပဲဆုံးဖြတ်ပေးပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် Huawei ကိုတော့ US ကုမ္ပဏီတွေနဲ့အရင်လိုတွဲလုပ်ခွင့်ပြန်ရစေချင်ပါတယ်ဗျ။ဒါကြောင့်တင်ရရော Detroit Vargie ရဲ့ဘယ်တယောက်ဖက်မှာပါတယ်လဲဗျ။ US ကတရုတ်ကိုကြောက်လို့ဒီလိုလှုပ်လိုက်ရတာလား။ဒါမှမဟုတ် Huawei ကပဲတရုတ်ဆိုရအတွက်လျှို့ဝှက်ထောက်လန်းပေးနေသလားဆိုတော့ တဲ့အမြင်ကို comment မှာပေးခဲ့ပါအောင်ခင်ဗျာဟုတ်ကဲ့အခုပြောပြထွားတာကတရုတ်အမေရိကန်ကုန်တွယ်ရေးစစ်ပွဲကြားက Huawei အကြောင်းပဲရှိပါသေးတယ်ဗျာ Huawei ကုမ္ပဏီအကြောင်းမဟုတ်သေးပါဘူး Huawei ကုမ္ပဏီအကြောင်းကိုလည်းစိတ်ဝင်စားတဲ့လူတွေအများကြီးရှိနေတဲ့အတွက်သူ့ဖို့ဗီဒီယိုတစ်ပုဒ်တင်တဲ့လုပ်ပေးပါမယ်ဗျာဒါကြောင့်တင်တဲ့အခါမှာလက်မလွှဲအောင်ပိုင်ရှယ်ရင် YouTube channel ကိုလည်း subscribe လေးလုပ်ထားပေးပါအောင်ခင်ဗျာတကယ်လို့ဗီဒီယို Facebook ကနေကြည့်နေမယ်ဆိုရင်တော့ Facebook page ကိုလည်း follow လုပ်တာလို့ရပါတယ်ကျွန်တော်ရဲ့ video ကိုအခုထိစိတ်ဝင်စားနဲ့ချိန်နေပေးတဲ့မိတ်ဆွေတို့အားလုံးအတွက်အပိုလက်ဆောင်တွေနဲ့ Huawei ရဲ့ပြိုင်ဘက်စံဆောင်းအကြောင်းတချို့ကိုပြောပြပေးပါမယ်1980နဲ့1990ကြားကာလမှာစံဆောင်းကလေယာဉ်တွေကိုတောင်ထုတ်ခဲ့ပါသေးတယ်ဗျစံဆောင်းပိုင်တဲ့လုပ်ငန်းတွေအများကြီးရှိတယ်ဆိုတာမှန်ပေမဲ့စံဆောင်းကနေလေယာဉ်တွေကို10နှစ်ကျော်လောက်ထုတ်ခဲ့ဘူးတယ်ဆိုတာကိုတော့လူတိုင်းမသိကြသေးပါဘူး Daewoo Heavy Industries ရဲ့ လင်းရင်ကုမ္ပဏီရဲ့နဲ့စံဆောင်ရဲ့ပေါင်းပြီး1980နဲ့90ကြာကာလတွေမှာလင်းရင်တွေကိုထုတ်ခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာတော့စံဆောင်ကလင်းရင်တွေကို မထုတ်တော့ဘူးဆိုပေမဲ့လင်းရင်အင်ဂျင်နဲ့ဂျက်လီအင်ဂျင်တွေကိုတော့ဆက်ပြီးထုတ်နေပါသေးတယ်ဗျ။ဟုတ်ကဲ့အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာထပ်တွေ့ကြရအောင်နော်။ဒီလိုနဲ့ဒီလိုနဲ့2009ခုနှစ်မှာအမေရိကန်တမရဘေးကလင်တင်ကဒီလိုနဲ့ ဒီလိုနဲ့ဒီလိုနဲ့2009ခုနှစ်မှာအမေရိကန်တမရဘေးကလင်တန်ကတရုတ်အမေရိကန်ဆက်ဆံရေးအတွက်နှစ်နိုင်ငံတဘောတူလက်မှတ်ထိုးဖို့လက်ခံခဲ့ပါတယ်